်ရောက်ဖောက်ကိုလည်းရောက်ဖောက်အိမ်ကိုလည်းဝင်စီးတာပေါ့သူနှစ်ခုနှစ်ဦးသလုံးဝင်စီးတယ်ဝင်စီးတဲ့အချိန်မှာရောက်ဖောက်ပါပါတယ်ရောက်ဖောက်တော့အဲ့ဒီမှာပဲ926ရက်လေးညနေညပိုင်းမှာပဲသူကြောက်ရတယ်မင်္ဂလာပါရှင် People's Radio မြန်မာကနေတင်ဆက်ပေးနေတဲ့တော်လန်သူတို့ပြောစကားအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ် ဒီတပတ်မှာတော့ဆရာနာရှင်တော်လိုင်းလှုပ်ရှားမှုရဲ့အခမ်းကဏ္ဍတစ်ခုဖြစ်တဲ့ထောက်ပို့တူအနေနဲ့ပါဝင်လှုပ်ရှားနေတဲ့တော်လန်သူတူရဲ့အတွေ့အကြုံနဲ့စကားအသံတွေကိုမင်းမြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါရှင်ပထမအဆုံးအကိုရဲ့နာမည်နဲ့တော်လန်ကြီးမှာဘယ်နေရာကနေတာဝန်ထမ်းဆောင်နေလဲဆိုတာကိုမိတ်ဆက်ပေးပါအောင်ရှင်ဒီမှာအခုလောဆယ်ရက်တည်နေတဲ့အချိန်ကတော့ကိုတက်နိုင်သလောက်လေးတော့ပဲကုနေနိုင်တာဟုတ်ဒါပါ အခုအနေနဲ့တော်လန်ရေးလန်ခီမှာဘယ်လိုမျိုးပါဝင်ဖြစ်ခဲ့တာလဲရည်ရွယ်ချက်ကိုပြောပြပေးပါအောင်ရှင်ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့လဲဆိုတော့ငကိုယ်တည်းကတော့ဒီလိုပဲပေါ့ဆန္ဒတွေပြနေတဲ့အချိန်မှာကိုမသိသလိုပဲကိုပါတော့ပါတယ်ဘယ်မှာအဲ့လိုကြီးတော့ထဲထဲဝင်ဝင်မလုပ်ခဲ့ဘူးပေါ့ဒါမှမဟုတ်နောက်ပိုင်းကျတော့ပြည်သူတွေကိုတက်နေတဲ့အချိန်ကျတော့မနေနိုင်တဲ့ဆုံးထားယူလို့ကိုကနေပြီးတော့တိုက်ခိုက်တာတော့မဟုတ်ဘူးအကူညီခဲ့တာတော့ထောက်ဖို့ဖြစ်နေတယ် ထောက်ပို့တူအနေနဲ့မြန်မာနိုင်ငံထဲမှာဘယ်လိုရပ်တည်ခဲ့ရလဲပြီးတော့ကိုယ့်ရဲ့နာမည်နဲ့တည်င်းနေပေါက်သွားတဲ့ခါရောဘယ်လိုမျိုးရှောင်နေခဲ့ရလဲဘယ်လိုမျိုးအခက်ခဲတွေကိုဖြတ်ကျော်ခဲ့ရလဲရှင်နလပိုင်းနလပိုင်းလာဝတ်လောက်မှာနာမည်ပေါက်သွားတာပေါ့အဲ့ချင်းမှာနာမည်ပေါက်သွားတဲ့အချိန်မှာလာဝတ်လောက်မှာကိုယ်ရှောင်နေလိုက်တယ်ဟိုအလောက်ကအလောက်ကနေတဆင့်ရှောင်နေလိုက်တယ်ရှောင်ပြီးတော့မှ2023ဆယ်ဆယ်လပိုင်း26ရက်နေ့မှာသူတို့ ဝင်ဖမ်းတာပေါ့ယောက်ဖကိုလည်းယောက်ဖအိမ်ကိုလည်းဝင်စီးတာပေါ့သူနှစ်ခုနှစ်ဦးစလုံးဝင်စီးတယ်ဝင်စီးတဲ့အချိန်မှာယောက်ဖပါပါတယ်ယောက်ဖကတော့အဲ့ဒီမှာပဲ926ရက်လေးညနေညပိုင်းမှာပဲသူကြောက်ရတယ်ပေါ့ဒီဘက်နေဆက်ကိုရောက်လာဖို့ဘယ်လိုမျိုးထွက်လာခဲ့ရလဲအဲကနေဒီတင်ကြတဲ့အချိန်မှာအချင်းရှောင်ထွက်သွားတာ အရင်ရှောင်ထွက်သွားတာတရင်သူတို့ပဲပြရတယ်တရင်ပေါက်သွားတာပေါ့တရင်ပေါက်ပြီးတော့ကိုပြောနေဖုံးဆက်တဲ့လူကအရင်ပြီးတော့လွတ်တီလေးပေါ့အဲ့ချိန်မှာ9မိနစ်လောက်ပဲအကွာလောက်သွားတယ်သူတို့ပထမဆုံးအချိန်ဝင်စီးနေချိန်မှာ9မိနစ်လောက်ပဲအဲ့ချိန်မှာကိုကကိုလုပ်ငန်းရှိသေးတယ်ကိုလုပ်ငန်းရှိသေးတဲ့အချိန်မှာကိုကတနေရာမှာပဲရှောင်သေးတယ်မြန်မာနိုင်ငံထဲမှာပဲရှောင်နေသေးတယ် တန်လာခဲ့တဲ့ကိုယ့်ရဲ့တော်လန်ရေးလန်ခီတခြားကိုအားရကျင်နှမှုရှိလားရှင်ဒီလန်ခီကိုရှောက်လာရင်လည်းနောင်တရစရာကြီးကြုံတွေ့ခဲ့ရတာမျိုးရှိလားကိုရွေးခဲ့တဲ့လန်ကျင်းတဲ့ဟုတ်ကျင်းတယ်လို့ပြောရအောင်လည်းနောင်တမရပါဘူးလက်ရှိတော်လန်ရေးအခြေအနေရောဘယ်လိုမျိုးသုံးသပ်ချင်ပါလဲရှင်ဘယ်လိုမျိုးသုံးသပ်ချင်လဲဆိုတော့တော်လန်ရေးမှာကလူညီကြပါဒါတော်တော်မထိုးနှက်ဘူးပေါ့ ဟာဒါပဲပြောချင်တယ်တိုက်ပူးနေဥစားကတော့ရေကြောပုံကတော့အောင်လို့မယ်ပေါ့တော်လန်ရေလုံးနေနဲ့စိတ်တက်ကြစရာတွေစိတ်ပြက်စရာတွေကြုံလာတဲ့ခါမှောအခုအနေနဲ့ဘလိုမျိုးတွန်းအားမျိုးနဲ့ကြော်ဖြတ်ဖြစ်လဲစိတ်တက်ကြစရာတွေကတော့အများကြီးရှိပါတယ်ရှိတာပေါ့ရှိတယ်နဲ့ကိုရွေးခဲ့တဲ့လမ်းမကန်တဲ့လမ်းဖြစ်နေတဲ့ကြောင့်ဒီမငမ်းမနဲ့ဟဲ့ဆိုရဲအင်အားတစ်ခုနဲ့ဆက်ချောင်းနေတာဒါပါကိုနဲ့တစ်ဖက်တည်းတော်လန်ကြီးလုံနေတဲ့တခြားနေ့ပဲအတီတီကတော်လန်သူတွေရောဘယ်လိုမျိုးအားပေးစကားမျိုးပြောချင်းလဲရှင် တော်လိုင်းရတော့တော်လိုင်းပဲလောက်ကြပါဗောတော်လိုင်းပဲလောက်ကြပါဖုန်းတရားနဲ့တရားမထိုးနိုင်ကြပါနဲ့တညီတညွန့်တွေပဲသွားကြပါဒါပါဒါပဲပြောချင်တယ်နောက်ဆုံးအနေနဲ့တော်လန်သူတို့ပြောစကားအစီအစဉ်ကနေတစဉ်အမေကိုနေဝဲဖြစ်ဖြစ်တခြားဖြည့်ဆွတ်ပြောချင်တာပဲဖြစ်ဖြစ်ရှင်ပြောပြပေးပါအောင်ညီညီညွန့်ညွန့်နဲ့သွားတဝက်နေဟိုးစားဖြစ်နေခကြီးကတော့ဘုံနှစ်ပုံတော့ဘုံနှစ်ပုံကြာနေပြီအောင်တော့မယ်တရားနဲ့တော့မထိုးနိုင်ကြဘူးတနေ့ဒီအဖွဲ့စည်းဆွဲဝဲရှိတယ်ဆိုရင် ငါငါဘော့ကငါဘော့တချမ်းစီကွဲနေမယ်ဆိုရင်တယောက်နဲ့တယောက်ထိုးနေမယ်ဆိုရင်တော့အဆင်မပြေဘူးပေါ့ဒီဒေါ်လာကြီးကနည်းနည်းကြန့်ကြာသွားနိုင်တယ်မထိုးနဲ့ဘူးဆိုရင်ဒေါ်လာကြီးပြီးဆုံးသွားဘူးကဒီနေ့လည်းပြီးဆုံးသွားသွားနိုင်တယ်လို့နောက်နေ့လည်းနောက်ဒီရက်အနေနဲ့ဆိုရင်လည်းပြီးဆုံးသွားနိုင်ရပါတော့ဒါပါဒီကနေ့တင်ဆက်ပေးခဲ့တာကတော့ဆရာနာရှင်ဖြုတ်ချတဲ့တော်လန်ရင်မှာတက်ကြွစွာပေါဝင်လှူရှားနေတဲ့တော်လန်သူတယောက်ရဲ့အတွေ့အကြုံနဲ့ခန်းစားချက်တွေပဲဖြစ်ပါတယ်။ ။နောက်တစ်ပတ်မှာလေဆရာနာရှင်စနစ်ကိုနေပဲအတီတီကနေပါဝင်တော်လန်နေကြတဲ့တော်လန်သူတွေအစကားအတန်တွေကိုမေးမြန်းတင်ဆက်ပေးသွားမှာဖြစ်လို့တော်လန်သူတို့ပြောစကားအစီအစဉ်ကိုဆက်ပြီးစောင့်ကြည့်ဖို့ဖိတ်ခေါ်ပါရစေရှင်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့တော်လန်သူပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။